ရှုပ်ပိတဲ့တွေရှိရဲ့အဲအဲဘာပုံပုံပြပြကားကားရိုးရိုးနဲ့နန်းကျင်တာမလုပ်ပါနဲ့ကျွန်တော်ဒါကြီးကိုအင်တာဗျူးထဲမှာပွဲထဲမှာရှောက်ဖြစ်နေဆိုရတယ်အဓိကကတော့ဗာလဲဆိုတော့ကျွန်တော်ဒီ character တယောက်အတွက်ကိုဟိုဘယ်လိုမလဲရင်းရဲတယ်ဗောနော်ဒီခဏကိုဝါပလက်ဆိုဝါလိုက်မယ်နော်နလကျော်ဗောဟုတ်တယ်နလကျော်ဟုတ်တယ်အဲ့တော့ဂျင်ဖို့ရိုက်ပြီးတော့နောက်နလသုံးလနေတော့ pressure လို့တာလေဆိုတော့အဲ့အချိန်မှာကျွန်တော်ကပိန်သွားပြီဟုတ်ဗောနလကျော်ဗောဟုတ်30ကျော်ဟုတ်30ကျော် ဟုတ်တယ်အခုပြောရင်ကိုယ့်ကိုယ်တော့မယုံဘူးကိုတကယ်လှုပ်ချင်စိတ်ပေါ့ဟို discipline ပေါ့နော်ဟိုကိုမလှုပ်လို့ရှိရင်မရဘူးဆိုတဲ့စိတ်နဲ့ပဲပြန်ပြီးဖြေရတာပေါ့နော်ဘာမှမလှုပ်ဘဲနဲ့ဒါစိတ်တော့တာလည်းဟုတ်တယ်ကိုဒိုင်ရက်ဖြေအောင်ဘယ်လိုလေးဒါလုပ်ခဲ့ရ right um so ကျွန်တော်ဒီဟာလေးကကျွန်တော်ဟိုနေ့ကတော့မှ vlog တင်လိုက်သေးတယ်အဓိကကတော့ကျွန်တော်ကဒီလူငယ်တွေပေါ့နော်လူငယ်တွေလာလူငယ်မှုလည်းရပါတယ်ကျွန်တော်ထက်အသက်ကြီးတွေရအဓိကကတော့ ပုံမှန်ကျွန်တော်တို့ဒီလူတွေပေါ့နော်လူတွေကိုကျွန်တော် honest opinion honest idea ပေးချင်တာအဲစိတ်ဟိုအမြင်မှန်ရသွားအောင်ပေါ့နော်ဘာလဲဆိုတော့တချို့က shortcut လိုချင်ကြတယ်ဒါဟိုကတော့နီလန်းတိုလေးရှိမလား hack လေးရှိမလားကိုရင်တို့နည်းနည်းပြီးပါအောင်ဘာစိတ်တော့လဲအဲစီချာစိတ်တော့မှာပဲဆိုတော့ um ကျွန်တော်အဲ့စိတ်တွေဖြောက်ပေးချင်လားဆိုတော့တကယ်လေကျွန်တော်တော့ပေါ့နော်ကျွန်တော်လည်းနီမှုစုံဆန်းခဲ့ပို့သူတယောက်ဘာလို့လဲဆိုတော့ကျွန်တော်အရင်တော့အကြောင်းလေးကကျွန်တော်ဟိုဘယ်လိုပါမလဲနည်းနည်း heavy ဖြစ်တယ်ကွာ မောက်နှယောင်ကျော်သေးရဲ့မင်းမညာဝါဆိုတနာရဲ့အရင်တော့ဆိုလို့ရှိရတယ်အဲ့ကနေပြီးတော့မှအခုဒီလိုမျိုးကိုယ့်ရဲ့ခန္ဓာကိုယ်လှုပ်ချင်တိုင်းလှုပ်လို့ရတယ်ပိန်ချင်တဲ့ပိန်ဝါချင်တဲ့ဝါအဲ့လိုမျိုးလှုပ်လို့ရတယ်ဆိုတော့အခြေအနေရောက်လာအောင်ကျွန်တော်ကိုယ်မျိုးစုံဆန်းသက်ခဲ့ရအောင်နော်ကိုယ့်ရဲ့ခန္ဓာကိုယ်မျိုးစုံဆန်းသက်ခဲ့တယ်ဒါပေမဲ့တခုကျွန်တော်မလှုပ်ခဲ့တာအဲ့အစီကြစီးတော့တစ်ခါမလှုပ်ခဲ့ဘူးနော်ဆိုစေးပါတယ်တစ်ခါမှမတော့ခဲ့ဘူးတကယ်လို့လည်းကျွန်တော်အားကစားလုပ်တယ်ပြီးတော့အစားလျှော့ ဒါပဲလုပ်လို့ရပါဘူးဒီနေ့မျိုးပဲရှိတာပေါ့နော်ဒါလည်းအဲတော်တော်များနဲ့ကျွန်တော်လည်း agree လုပ်ကြရတဲ့ပုံမှာကျွန်တော်အရင်နဲ့ဝမ်းသာပါတယ်ပြီးတော့ဒါကလည်းဟိုလိုမျိုးဆရာလုပ်တဲ့ဆိုတာထက်ကိုကလည်းဒါကိုကိုကိုတကယ်ကြုံတွေ့ခဲ့ရတဲ့ experience ကိုဒါ sharing လုပ်တာပေါ့နော်ဟုတ်အခြေလောက်ပြီးခဲ့ရတယ်အမ်ကျင်ပေါ်ရဲ့ဘီဂျင်းနဲ့ကျင်ပေါ်လွင့်တဲ့ချိန်ပေါ့ကျင်ပေါ်ရဲ့ဘီဂျင်းလွင့်တဲ့ချိန်ပေါ့အဲဆိုတော့နှစ်လနှစ်လကျော်လောက်ရှိမယ်နှစ်လကျော်ပေါ့ဟုတ်တယ်နှစ်လကျော်ဟုတ်တယ်ဟောတော့ကျင်ပေါ်ရိုက်ပြီးတော့နောက်နှစ်လသုံးလနေတော့ ပရက်ရှာလို့တာလေဆိုတော့အဲ့အချိန်မှာကျွန်တော်ကပိန်သွားပြီဟုတ်ပေါ့နားလားကျော်ပေါ့ပေါ့30ကျော်ဟုတ်တယ်အခုပြောရင်ကိုယ့်အကူတော့မရဘူးတကယ်ပြပါဟိုဟာဒါကတော့အဓိကတော့အဲသူများပြောလို့ဟာ motivation တော့ motivation ဆိုတာထက်ကျွန်တော်ကတော့ motivation လဲရှာလဲမရှိတော့ဘောနော်အဓိကတော့ဘာလဲဆိုတော့ကိုယ်တကယ်လှုပ်ချင်စိတ်ပေါ့ဟို discipline ပေါ့နော်ကိုမလှုပ်လို့ရှိရင်မရဘူးဆိုတဲ့စိတ်နဲ့ပဲပြန်ပြီးဖြေရတာပေါ့နော် motivation ကြတော့ရှားရတာနည်းနည်းခက်သွားပြီเนาะကိုလည်းအသက်ကြီးတဲ့အချိန်မှာဆိုတော့ discipline ရှိရမယ်အဓိကကတော့ကိုကဒီ consistency ပေါ့ကိုလို့ရှင်တဲ့ဟာကိုပုံမှန်လေးလုပ်နေမှာပေါ့เนาะဟိုအားကစားရောဟာလုံးဝ၄နာရီတနေ့ကို၆နာရီလုပ်မယ်ဆိုလို့ရှင်နောက်နေ့ရောလုံးနိုင်လားဆိုတော့ဟာပြင်စင်းစားရပါเนาะအဲအကြောင်းလို့ကျွန်တော်ပုံမှန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 ်လေးတနေ့ဆိုနှစ်နာရီနှစ်နာရီနေ့တိုင်းလုပ်လို့လို့အစားဆိုလည်းမဖြစ်နိုင်တဲ့ဟာကြီးတော့မစားဘဲနဲ့ရှောင်ရှားလည်းအများကြီးမလိုဘဲနဲ့ပုံမှန်လေးစားတော့ပေါ့เนาะဆိုတော့ဒါလေးပါပဲခင်ဗျဟုတ်ပေါ့ ဆူပရိသတ်တွေရှိရဲအဲ့အဲ့ပါပေါပေါပေပေကားကားယူရတဲ့နန်းကျင်တာမလုပ်ပါနဲ့ဟာဘင်းညကရင်ဘင်းညကရင်တာကိုချစ်ပေးရလဲကျွန်တော်ကျေးဇူးအများကြီးတင်တယ်တကယ်လဲဝမ်းသာပါတော့ကျွန်တော်လေအဲ့အဲ့ကျင်ဖော်လွင့်နေချိန်မှာလူရင်းဝမ်းပြောကြရအဲ့နေထွက်ရတယ်နေအဲ့ကားထဲမှာဝါလိုက်တာဆိုဟာအရန်ပြောအကိုကိုရန်တင်နေတာဆိုလေအဲ့ဒါအဲ့ဒါအဲ့ဒါမရခင်ကဆိုကျွန်တော်ဟိုဟာရိုက်နေတာတကယ်ချင်းမိလို့ရိုက်တာပါနော်တကယ်ချင်းမိလို့မှဆိုလို့ရှိရင်အဲ့နေပြင်ပြပါလေးပေါ့ ကျင်မာကြတော့နှခမ်းဝေးရနပါးရီဖောင်ဖိုင်ကြည့်ရလဲဘဲဆိုဆိုတော့အဲ့လိုမျိုးလာပြောလို့ရှိရင်ကျွန်တော်အရင်ဝမ်းသာတယ်အဲ့တော့ဆိုတကယ်ကျွန်တော်အဲမျက်နှာကသူကဖောရတာပေါ့နော်သူကဘီယာတပါမင်းမညာဆိုတာဘာရန်သွားတယ်ဘီယာရန်ကြိုက်တယ်ဆိုတော့မျက်နှာနည်းနည်းလေးအမ်းဝမ်းရမယ်ဆိုရင်လည်းကျွန်တော်တကယ်လဲဘီယာတကယ်တောက်ခဲ့ရပါတယ်ပျော်စရာကြီးပါတာတော့ပို့လူတယ်လို့ ခံစားရပုံပုံတိုင်းပေါ့ပေါ်လျာမင်းမညာဟိုနုတယ်ပေါ့ဗျာတချို့ကပုံပုံတော့လူငယ်ထက်ဟုတ်တယ်ဟုတ်တယ်ဘာလဲဆိုတော့ပထမဆုံးကစပင်းကဘုတ်သက်ချတာတော့စပင်းလေးကဘုတ်သက်ချထားတယ်အခုလိုမျိုးလူကြီးကိမလို့ထားဘူးဘုတ်သက်ချထားတယ်ပြီးတော့အတိတ်ကတော့ကျွန်တော်ထင်တာကတော့ပါးကြီးတွေဖောင်းနေတယ်လေဆိုတော့နည်းနည်းလေးပို့ပြီးတော့ပြောတယ်ဘူးအေးပေါ့အခုကတော့ပင်သွားတော့ဒါလေးနည်းနည်းကျသွားတာနဲ့ဆိုတော့အေးပေါ့ဟိုအသက်ကြီးပုံပုံဖြစ်သွားတာပေါ့နော်ဟုတ်ကိုရောကိုင်တာနဲ့ပတ်သက်လာပြီးတော့ Yeah yeah so so ကျွန်တော်လည်းအဲ့အဲ့တော့အဓိကပြောချင်တာပါဟိုကျွန်တော်ဓာကြီးကို အင်တာဗျူးထဲမှာပွဲထဲမှာရှောက်ဖြစ်နေဆိုရတဲ့အဓိကကတော့ဗာလဲဆိုတော့ကျွန်တော်ဒီ character တယောက်အတွက်ကိုဟိုဘယ်လိုမလဲရင်းရဲတယ်ပေါ့နော်ဒီခဏကိုဝါပလက်ဆိုဝါလိုက်မယ်နောက်ဆုံးကထားပါတော့အာလုံးဝကွာစေးစေးစေးကြောင်နေတဲ့ဟို character တယောက်ပေါ့နော်ဒီကောင်လုံးဝဘိန်းဆွဲတာတခုပေါ့နော်အဲ့လိုမျိုးယောဂဒါမှမဟုတ်ယောဂပေါ့နော်အဲ့လိုမျိုး character တခုမှကျွန်တော်အဲဝင်တုပ်ဆောင်ရမယ်ပေါင်က120လောက်ပဲထားရမယ်။တော့ပိန်ကက်ပြီးတော့လေအဲ့လိုရိုးရိုးထွက်နေတဲ့ဟာမျိုးဆိုတော့ကျွန်တော်စူးစမ်းပါဘောနော်။ရအောင်တော့စူးစမ်းပါ တကယ်သာအလို့အကန့်လန့်ခဲ့မယ်ဆိုလို့ရှင်ပါ။နောက်ပြီးတော့ကိုပြပင်ကလည်းကိုပြပင်နဲ့ကလည်းဒေါက်တာကိုပြပင်နဲ့ကလည်းကျွန်တော်တစ်ချက်လမ်းပြပါနော်။မဆိုးပြင်းနဲ့ကျွန်တော်နဲ့မဆိုးပြင်းနဲ့ကျွန်တော်နဲ့ကိုဆန်းစီလုံခန်းနဲ့ကားကြီးရိုက်ဖို့ရှိရပါနော်။ဆိုတော့ဒီ၃ယောက်ပဲလားပေါ့နော်။ကျွန်တော်စဉ်းစားစဉ်းစားလိုက်တာဟုတ်တယ်တော်တော်ကဇလန်းနည်းနည်းလေးလှည့်ထားဆိုတော့အာကျွန်တော်တကယ်ပြပါကျွန်တော်လည်းဇလန်းမသိသေးလို့သိလို့ရှိရင်ဒါပြပြမှာတကယ်ရဲဘူးရှိတကယ်ရဲဘူးရှိအဲ့ဒါလုံးဝ confirm ဖြစ်တယ်ပေါ့နော်ဟုတ် ကိုယ်တော်တကယ်တမ်းကိုရမယ်ဆိုလူလေးစိတ်လို့ရှာ Yes အခုလောလောဆယ်တော့ဂျာဇလန်ကိုတော့ကျွန်တော်အသေးစိတ်လေးပဲသိတာအော် sorry အသေးစိတ်မသိရသေးဘူးအကြမ်းမြင်လေးပဲသိတာပါဘောနော်ဆိုတော့ဇလန်လေးကတော့လည်းမိုက်တယ်ပြီးတော့အာကျွန်တော်အနေနဲ့ character လည်းမဆိုးဘောနော်မိုက်တယ်ဘောနော်ဟိုလောက်ွက်လေးရှိရပါဘောနော်ဆိုတော့ကျွန်တော်လည်းအဲ့လိုမျိုးနောက်ထပ်အိုက်ကားမှာလည်းမင်းမညာမဟုတ်ပဲနဲ့နေထွန်းမဟုတ်ပဲနဲ့နောက် character တစ်ခုကိုမြင်နိုင်အောင်ကျွန်တော်စူးစမ်းပါမယ်လို့ဆက်ရပြောတာလည်းနောက်ဆိုထားခဲ့ခံရတဲ့ character ရှောင်းတော့မယ်ရှောင်းတော့မယ်လေဒီမှာဘယ်လိုလေးရှိပြီ အဲကျွန်တော်ဆုံးတော့ပြောလို့ပေါ့နော်ဇလန်းကအရင်လုံးဝတေချာ confirm မသိတဲ့အတွက်ကြောင့်ကျွန်တော်လည်းမပြောရဲဘူးနော်ဒါပေမဲ့တေချာတာတော့ဒီ idea ၃ယောက်ကတော့တော့ confirm ပါလားဟုတ်ဒီနေ့ website လေးနဲ့ဒါကိုပြန်ပြောကြလေးပြောပြပါဦးဟုတ်ကဲ့ပါ ဒီဟာ Lux Fine မနော် Lux Fine ဆိုတဲ့ဒီဆိုင်လေးရတယ်တကယ်ကိုလည်းနာမည်နဲ့အလိုက် luxury ဆိုင်နဲ့ပြီးတော့အရင်က fine ဖြစ်တဲ့ Jameson Jewelry တွေကိုသူတို့လုပ်ထားတယ်ပြင်ဆင်ထားပေးရပါတော့အဲဒါကြောင့်မလို့ပြီးတော့ဒီမုတ်ကုတ်ကြောက်တွေကိုတကယ်ချစ်ပိတ်ချစ်တဲ့ပြည်သက်တွေဆိုလို့ရှိရင်တော့ဒီမှာအားပေးဖို့ကျွန်တော်ဖိတ်ခေါ်ချင်တယ် because ဒီမှာအဲနောက်ဆုံးကလူဂရိုင်းလာကြည့်မယ်ဆိုရင်တော့မှ appointment ယူရတယ် ပွဲမယူရဆိုတာအာလူတန်းစီနေလို့အဲ့လိုမဟုတ်ဘူးပွဲမယူရဆိုတာကဒါ consulting လုပ်ပေးရပါဘောเนาะအဲဘယ်ကြောက်ကဘယ်လိုမျိုးရှိဘယ်လိုတေချာလေးကိုအသေးစိတ်လုပ်ပေးတော့ကြမလို့ကျွန်တော်ပွဲမယူရဆိုတာဟောပြောရပါဘောเนาะအဲ့တော့ကြမလို့ကျွန်တော်ကတော့တကယ်စိတ်ချရပါတယ် lux fine ကတော့တကယ် luxury lesson နဲ့ကျွန်တော်ယောက်ျားလေးဆိုလို့ရှိရင် daily မှာလည်းအများနဲ့ဝတ်လို့ရတယ်တကယ်လည်းအအရင် clean ဖြစ်တယ်အရင် fine ဖြစ်တယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ကျွန်တော်တော့နောက်နောက်တစ်ခါကျတော့ congratulations ပါဒီ lux fine ကိုလည်းအဲနောက်လည်းဆန်ခွဲတယ်အများကြီးဒီမှာဖွင့်နေမှာဆိုတော့ကျွန်တော်ဒီကနေ့ပဲဆူတောင်းပေးကြည့်လိုက်ပါဗျာဒီနေ့ဝတ်တာတော့ကြာပြီ ။အဲဒီနေ့ဥထားကျွန်တော်အရင်သဘောကျနေတာ။ဆောနာတော့အမကပြောနေတာ။လက်ကားပင်းပေးလိုက်ပါလားလို့ငါငါဝင်တော့